လူတို့တော်မှာမညမြသေးသောတိုးတက်ခြင်းနဲ့ခြားဆောင်ပါများတာအုံးမဒေါ်ကြီးစိုးတို့ရွာတို့ပိုင်းနဲ့ကျမတို့စည်းလာတဲ့တင်မောက တနာယီကို ရေ၈မိုင်လောက်ခုံမောင်းနေတာဒါကြောင့်တင်မောပေါ်မှာမနဲ့သမင်းတနက်စားပြီးကြတဲ့အချိန်မှာ အေယဝရီတယိုးကစင်အိုးစင်ကွက်တွေထွက်တဲ့ရွာတွေကိုမြေရဲ့နောက်ဖက်ကမ်းမှာ တန်းစီပြီးမြင်လာရပြီး မခောက်မလားတို့နွယ်ငိမ့်တို့ ကြောက်မြောင်းတို့စင်ကူးတို့ကစင်ပစ်စီအကြီးကျယ်ထွက်တဲ့အရက်တွေလေကျမတို့တင်ပေါ်ကနေ့လယ်တနာရီလောက်မှအဲ့ဒီအပိုင်းကိုရောက်တာဆိုတော့ကမ်းနားမှာ အောက်ရက်တွေကို ဖောင်ဖွဲ့ပြီးစုံစမ်းမှုစောင့်နေကြတဲ့ယာဝင်စင်အိုးကြီးတွေက နေရောင်မှာလေချင်းရှက်လို့တလက်လက် တောက်ပပြီးမျက်စပြက်နေလိုက်ကြတာရုတ်တရက်စင်အိုးကြီးတွေလို့တောင်မမှတ်မိဘူး စက်လုပ်ငန်းဆိုတာမြန်မာနိုင်ငံမှာသမိုင်းခြေရာကောက်ဖို့အလွန်ကောင်းတဲ့လုပ်ငန်းတစ်ခုခနေ့လှုပ်ဆောင်နေတဲ့စင်တဲတွေအကြောင်းစုံလင်တဲ့စောင်းပါတစ်ခုရုပ်ပုံတွေနဲ့ရေးဖို့ကောင်းတယ်လို့မြေထဲကတွေ့နေရတဲ့စင်အိုးခွဲစင်အိုးဟောင်းတွေလိုက်ရှာပြီးသမိုင်းခြေရာကောက်နိုင်တဲ့ပစ္စည်းပါကလားစင်ကူးတို့ကြောင်မြောင်းနွယ်ငိမ့်တို့ဆိုတဲ့ရွာတွေမှာ စင်အိုးလုပ်ငန်းအားခုထက်တိမတိမ်ကောသေးပဲဆက်လက်ဖွံ့ဖြိုးနေသေးတဲ့တိုင်းရင်ရိုးရာလုပ်ငန်းတစ်ခုပဲမြစ်ကျင်းနေ့လယ်2:15မိနစ်ကြာတော့အေယာဝရီမြစ်ရဲ့တတိယမြစ်ကျင်းနဲ့ဟိုတင်ပေါ်စဝင်လာပါပြီအေယာဝရီမြစ်မှာမြစ်ကျင်း၃ခုရှိပါတယ်အညာကစပြီးရေတွက်တော့ပထမမြစ်ကျင်းကစင်ပုံနဲ့မြစ်ကြီးနာကြားမှာပါဒုတိယမြစ်ကျင်းက စင်ခန်းနဲ့ရွှေကူကြားမှာပါတတရမြင့်ခြင်းကမလဲနဲ့ကြောက်မြောင်းကြားမှာပါတတရမြင့်ခြင်းကမြင့်ခြင်းနေတာမိုင်း20လောက်ရှိပါတယ်ဘေးကတောင်တွေတစ်ဖက်တစ်ချက်ရှိပြီးဒီကြားတဲ့မြစ်က စီးနေလို့မြင့်ခြင်းဖြစ်ရတာပါဒီမိုင်း20လောက်ခရီးကိုတင်မောက3နာရီခွဲလောက်ခုံမောင်းမှာပါတဲ့မြက်ကန်းဘေးဝဲရမှာမြေပြန်းမရှိပဲတောင်တွေကြီးဆိုတော့ တိုက်ပျိုးထွန်းရနိုင်တဲ့နေရာလဲမရှိဘူးမဟုတ်လားအဲ့ဒီတော့မြစ်ကျင်းတစ်လျှောက်လုံးမှာရွာရဲလို့မတွေ့ရတလောက်ပဲရေလန်းသွားသူတွေကမြစ်ကျင်းကိုကြောက်တွင်းလို့ခေါ်ပါတယ်ကြောက်တောင်တွေကြဖြတ်စီနေတာမို့လို့တယ်လေတတိယမြစ်ကျင်းကမြစ်ကျင်းနာရှေ့ပဲမဲ့ဒုတိယမြစ်ကျင်းလောက်မြစ်ပြင်ကမကျင်းလောက်ဘူးနို့ပဲမဲ့ဝဲတွေရှိတယ်မြစ်ကျင်းထဲမှာကပွက်ဝဲကြော်လေးဝဲတို့ကို လေတံမှန်သင်မောတွေကတတိထားသွားလာကြရတယ်။ကပွက်ဝဲမရောက်ခင်မြစ်အရှိတ်ကမှလူတွေရွှေကျင်နေကြတာတဲ့။ကမ်းပေါ်မှာအများကြီးပဲ။ပြင်းကျင်းတလျှောက်မှာ လူနေရွာရယ်လို့ကြီးကြီးမားမားမတွေ့ခဲ့ပေမဲ့ဒီနေရာမှာတော့ရေစုပ်ဆက်တွေတောင်တုံးပြီးရွှေကျင်နေကြလေရဲ့။ရွှေကျင်သမားတွေသတဲချရလို့ကြွားတက်ကလေးတစ်ခုလည်းနေချင်းညချင်းဒီနားမှာဖြစ်နေပြီ။ဒီနေရာမှာရွှေမကျင်ခင်ကတော့ အနောက်ဘက်ကကကပွဲရွာနားမှာကျင်တာတဲ့အဲ့ဒီပဲလှမ်းကြည့်လိုက်တော့မြေကြီးတွေအနေရရာမှာပွာရောက်နေတာကုန်းမြင့်နေပြိုးကုန်တာကျင်းနေခြိုင်းတွေ ဖြစ်နေရတာကိုတော့မြင်ရသေးတယ်အဲ့ဒီအနောက်ဘက်ကရွှေတော်တော်ရတယ်စက်တူခွင့်မရလို့အရှိတ်ကန်းကို ပြောင်းရွှေ့ကျင်ရတာလို့ပြောပါတယ်ရွှေကျင်သူတွေကမြေကန်းစားမှတွေမကဘူးသူတို့ကြောဘက်ကတောင်ပေါ်မှာလဲကျင်းနေကြတာတဲ့ ရွှေကျင်ရာကစေးချတဲ့ရေစီးချောင်းကြီးတွေလည်းမြင်းနေရတယ်။ရွှေကျင်နယ်ဆိုတဲ့လုပ်ငန်းကခုချိန်မှာတော်တော်လုံနေကြပါတယ်။ရွှေကလည်းဟိုနားကကျင်လို့ရပြန်ပြီ။ဒီနားကကျင်လို့ရပြန်ပြီနဲ့မြေပုံတစ်ခုသာစနစ်တကျဆွဲနိုင်ရင်တော်တော်စိတ်တဲ့ရွှေထက်ဒေသတွေပေါ်လာမယ်ထင်ပါတယ်။ပါဇက်တဲ့တင်းစကားတွေအနေနဲ့ကလည်းစုံးနေတာပဲ။ဂျမကနည်းနည်းစိတ်ဝင်စားလို့နားထောင်ကြည့်တော့ ချင်းတွင်းမြေယိုးမှာလည်းရွှေကျင်သူရှိတယ်။အယာဝတီမြေယိုးမှာလည်းရွှေကျင်သူရှိတယ်။ရွှေလီမြေယိုးမှာလည်းရွှေကျင်သူရှိတာပဲ။စက်တောင်းမြေယိုးမှာလည်းရှိတာပဲ။ရွှေကရနေတာပဲတဲ့။ချောင်းငယ်မြောင်းငယ်တွေတဲလည်းရွှေကျင်းอยู่နေကြတယ်။မြေယိုးမဟုတ်တဲ့နေရာတွေမှာလည်းရွှေတွေ့တယ်။တနေ့ဘလောက်သားလောက်အထိရတယ်ဆိုတာတွေကတော်တော်များပါတယ်။ပြီးတော့ရွှေကျင်းတာရွှေရတာဆိုတဲ့သတင်းတွေနဲ့ရောလျက် ဝမ်းနဲ့ရကောင်းတဲ့ငှက်ဖျားမိလို့တည်ကြည်ကြရတဲ့တွင်တွေကလည်းတင်းကျမ်းမှာနို့ပေမဲ့ငွေရှာခြင်းနဲ့လူများရဲ့အလဲမှာရွှေရတဲ့တွင်ကသာကြက်ကြက်လောင်လောင်ထွက်လာတတ်ပြီးငှက်ဖျားချမ်းနဲ့ငှက်မိတတ်တယ်တည်ကြည်ပြည့်စည်မှုတွေရှိတယ်ဆိုတာကတော့တူတူတိတ်တိတ်ရဲ့ပါညနေ၄နာရီခွဲလောက်ရှိတော့နေအောင်ကဖြော့လာပြီးမြက်ကလည်းပူကျင်းလာပြီးမြောက်ကတိုက်လာတဲ့လေကလေအေးမှု ာတိဥရုတိတိတတာအေးလာတာကိုတတိထားမိကြပါတယ်မြစ်ချင်းတောင်ကြားလည်းဖြစ်သေးတင်မောဘော်လည်းဖြစ်သေးဆိုတော့လေရတိုက်တယ်ဟုတ်လားဒီမြစ်ချင်းကထွက်တော့မယ်ဆိုရင်တကိုးကြီးအညာတရာတော်ဖျားကို ရောက်ပါတော့တယ်ဒီတေတမှာဂေဇက်ရဖျားပွဲ၃ပွဲရှိပါတယ်အင်းတော်ဖျားပွဲကျွန်းတော်ဖျားပွဲနဲ့အညာတရာတော်ဖျားပွဲပါတပေါင်းလာပြေတဝိုက်မှာကျင်းပါတဲ့ဖျားပွဲတွေပေါ့မြစ်ချင်းတောင်ကြားလည်းဖြစ်သေး တင်မောပေါ်လဲဖြစ်သေးဆိုတော့လေကတိုက်တယ်ဟုတ်လားဒီမြင့်ချင်းကထွက်တော့မယ်ဆိုရင်အင်းတော်ဖျားပွဲကျွန်းတော်ဖျားပွဲနဲ့အညာတီရတော်ဖျားပွဲပါတပေါင်းလာပြေတဝိုက်မှကျင်ပတဲ့ဖျားပွဲတွေပေါ့ညနေ9:45မိနစ်မှာအညာတီရတော်ဖျားကို ရောက်ပါတယ်အညာမှာတကိုးကြီးဖျားပဲကျမတို့ဖူးဖျားစီတောင်းပန်လို့တင်မောကဖျားအရှိပဲလေကားဦးမှာကတ်ပေးပါတယ် မြစ်လေအနောက်ဘက်ကန်နဲ့หนีတဲ့ကြောက်ဆောင်ပေါ်မှာတီထားတဲ့ဘုရားကဝင်လူကหนีလို့အယောင်ဖြော့နေတဲ့နေရောင်မြေအနောက်ဘက်ကန်ပေါ်တောင်စွဲကလေးမှာမေးတင်နေတယ်။ဘုရားရဲ့အရိတ်ကအရှိတ်ဘက်ရေထဲကိုထိုးကြနေတယ်။တခါမှမဖူဘူးတဲ့ဘုရားအိမ်ငှားယူလာတဲ့ဘုရားအုံးတိုင်ကိုမီးပူစော်ပြီးတေးသေးချာချာအာယုံပြုတ်ဘုရားဖူးလိုက်တယ်။ဖူးရင်ဦးလကိုတရေရလိုက်တာလေအလွန်ပါပဲ။ ဖျားပေါ်မှာဘုံကြီးတပါလူတယောက်ပဲတွေ့ပါတယ်ဝင်တော့မဲ့နေရောင်မှာတိတ်ဆိတ်လာတဲ့တောနဲ့တောင်ကိုနောက်ခံပြုတ်ပြီးရဲလက်ကောင်ကြောက်ဆောင်ပေါ်ကဖျားကိုကြော့ရင်းခင်မွန်းတဲ့ကိုထူးထူးလဲ့လဲ့အများမြတ်တာ ပေးဝေမိပါတယ်ဦးလာကသူ့ဂျပန်ပြည်ကိုခီးထွက်ခန့်နေတော့ရွှေကျင်သာသနာပိုင်တက်တော်ရှိစံကင်းဆရာတော်ကြီးကိုသွားကြော့တယ်ကြော့တဲ့အခါဆရာတော်ကြီးက အေးခီးသွားမယ်ဆိုရင်အဲ့ဒီရမရှိတဲ့ဖျားကိုဖူးသွားတဲ့ခยีလို့သိတဲ့မှာအာယုံပြုတ်သွားဖျားဖူးသွားမယ်ဆိုတော့အနေကင်းတတ်တယ်လို့အမင်းရှိလိုက်ပါတယ်အဲ့ဒီအခေါက်တုံးကဦးလစီတဲ့လေရင်ပြန်ဂျပန်ဘက်ကိုအောင်ကောင်ကအထွက်မောင်းမိလို့나ယူဝဲမကြခင်လေရင်တနေရာကမိခိုးတွေထွက်လာလို့ဟောင်ကောင်ကို လေရင်အတင်းလှဲ့ပြန်လာပြီးဆက်ကိုအကြကြီးပြင်းယူရတယ်။ကန့်ကြီးလို့ဘာမှမဖြစ်ကြတာကလား။ဘူလာကတော့ဆရာတော်ကြီးရဲ့ဩဝါဒကိုရိုးရိုးတည်တည်လိုက်နာပြီးခီးထွက်မဲ့ဆိုရင်ရောက်တဲ့အရက်ကဖျားမှာမိပုဇော်ဖို့ဖျောင်းတိုင်းရှိရင်ယူခဲ့ကွာလို့ကျမကိုခိုင်းတတ်တယ်။အဲ့ဒီအကျင့်ရနေတဲ့ကျမကဒေါ်ကြီးဆိုးတို့ရွာကိုသွားတော့လေဖျားမိပုဇော်ဖို့ဖျောင်းတိုင်းကလေးယူခဲ့ပြစ်တယ်လေ။ဒါကြောင့်တလန်လုံးစကားပြောရင် စစားရင်မူလကို မကြမကြတရိယလာတဲ့အပြင် နေဝင်ရီတယောကလေးမှကြောက်ဆောင်မော်တက်ပြီးအညာတရာတော်ဖျားကိုပူရတော့မျက်ရည်လဲမတက်လွမ်းဆွတ်တရိယမိတယ်ညာတရာတော်မှဖျားကုန်းတော့ပေါပေါက်နေတဲ့ဇီးပြုပင်တပင်ဟာစနရာတိအတိမပြတ်ဘူးတဲ့အဲ့ဒီဇီးပြုပင် ကုန်းတော်ရဲ့အင်္ဂါတောင်းလောက်မှာရှိတဲ့ပြောလို့ရှာကြည့်လိုက်တော့ဟုတ်ပါတယ်တွေ့ပါတယ် သီးဖြူသီးလေးတွေနဲ့ပါဘရက်သေးဝါဒနာပါတဲ့ညီမဒေါ်တင်တင်ကစေဘက်ဝင်มาပဲသီးဖြူသီးလိုချင်ပါတဲ့ပြောလို့ဘုရားဘော်ကလူတယောက်ကရအောင်ခုပေးတယ်လေကျမလည်းသီးဖြူသီးလေးလုံးဝေစုယူပြီးအိတ်ထဲထည့်ခဲ့တယ်ဘုရားကပြန်ထွက်ခဲ့တော့6နာရီထိုးတော့မယ်နောက်ပြန်ကြည့်တဲ့အခါနေဝင်ရိုးကြီးမှမြင်ရတဲ့အညာတရာတော်နဲ့ကျွန်းတောင်တောင်ကန်းကလွမ်းစရာကောင်းလိုက်တာ စိတ်ကအလန်းကန်ရှိနေတော့ တ်ဝန်းကျင်ကကြည်လျာလွမ်းစရာကြီးဖြစ်နေတဲ့ထင်ပါရဲ့မကြခင်တပိတ်ကျင်းကိုယောက်ကြတော့မှာတင်မောကတပိတ်ကျင်းမှာအိတ်တော့မှာမို့တင်မောပေါ်မှာချက်ကြွေတဲ့ညသာသားကြပါတယ်တပိတ်ကျင်းရောက်တော့ကမ်းပေါ်ခဏတက်ကြည့်ကြပါတယ်တပိတ်ကျင်းဟာမန္တလေးမိုးကုတ်ကားလမ်းပေါ်ကမြို့ဒါကြောင့်မန္တလေးတပိတ်ကျင်းလိုင်းကားရှိတယ်မန္တလေးကညနေ2နာရီခွဲကထွက်လာတဲ့ခီးတဲ့တင်ဒိုင်နာကားဟာ တပိတ်ချင်းကို6နာရီခွဲမှာဝင်လာတယ်။တင်ပေါ်နဲ့တနေကုန်စံတက်ခဲ့ရတဲ့ခရီးကားက6နာရီပဲကြာတာပေါ့။တပိတ်ချင်းမှာညာအိတ်တော့အေးပါတယ်။တင်ပေါ်အခန်းကို အလုံးပိတ်အိတ်တော့အိုက်တယ်။နှုတ်ပင်နဲ့တခိုးဆွဲမှကြောက်လို့မဖွင့်ဝင်ဘူး။ညီအမအလုံးပိတ်အိတ်ကြတယ်။မနဲ့လင်းတော့တပိတ်ချင်းစေးဘက်တက်ပြီးမုံစားကြတယ်။မုံပြတဲ့လက်ကောင်းညင်းပေါင်းအကြော်နဲ့လက်ဖက်ရည်အချိုတောက်ကြတယ် တပိတ်ချင်းအတုတေတာအနေနဲ့ဘာမှမထွက်ဘူးပြီးတော့မိုးကုတ်အသွာမြေပြန့်တကားဝါကမြို့မို့ရောက်လာသည်မြုတ်ကုတ်ကိုတင်ရောက်တဲ့မြို့ဒါကြောင့်အာလုံရှာပါသေးကြီးတယ်ကြက်တပိတ်တာ40ကြက်တဲ့ညီမတို့မန္တလေးမှာ35ကြက်သေးရှိသေးတယ်ဝက်ကတပိတ်တာ28ကြက်တဲ့တန်းစီဝယ်ရတာပါညီမတို့တင်ပေါ်မနေ့6နာရီ45မှာတပိတ်ချင်းကထွက်ခဲ့တယ်မနေ့မနေ့ကမန္တလေးစိတ်ကန်းက ဂျမတိုးနဲ့မရှိမနှောင်ထွက်ခဲ့ပြီးတညာလုံးမအိပ်ပဲမောင်းလာတဲ့ပြည်သူတင်မောကြီးတပိတ်ချင်းကိုဂျမတိုးတင်မောထွက်ခံပြီးဝင်လာတာတွေ့ရတယ်။ဂျမတို့တင်မောကတော်တော်များနာကိုရှေ့မှာမလဲကြံညက် တကောင်းဆိုတဲ့အရက်တွေကရောက်တော့မယ်။မလဲရောက်ခန့်နေတော့ဘဲရတာဟင်းညိုစိတ်သားဟင်းခရံတိနဲ့တရက်ချင်နဲ့ထမင်းစားကြပါတယ်။အိမ်ကယူလာတဲ့မကြီးသီးသိန်းကျော်နဲ့ဝတ်သားကျော်ဖြစ်စားလိုက်တော့ ဟင်းတွေစုံစုံနဲ့ထမင်းမြိန်လိုက်ကြတာထမင်းစားပြီးတပိတ်ချင်းကဆယ်လုံး၆ချက်နဲ့ဝယ်ခဲ့တဲ့ဩဇာတိကြီးတွေကိုအချို့တဲကြပြန်တော့ပြေဆောင်သွားပြီမဟုတ်လားဒီအညာတရိုးမှာတက်သေးဝလံကလည်းတိတ်ပေါ်ပါတဲ့ပိန်နဲ့ဩဇာမလကာတွေခုပီချင်းကြီးတွေနဲ့မန္တလေးဘက်ကိုပို့ရောက်တာဒီမြေရောရပဲတဲ့ကျမတို့နိုင်ငံမှာစားသရာတက်သေးတွေကလည်းအမျိုးစုံနဲ့အပြင်အရာတာကလည်းတိတ်ကောင်းတာကလား နေအောင်ကြီးအရာနဲ့တဲ့အနောက်နိုင်ငံမြောက်ပိုင်းနိုင်ငံတွေမှာတက်သေးတယ်ရှိပါရဲ့ဂျမတို့စီမာလို့အမျိုးလဲမစုံပါဘူးအစင်းအနှံ့နဲ့အရတာကလည်းမလေးပင်ပါဘူးပေါ်ပြက်ပြက်နဲ့ကြွားကျင်တိုင်းကြွားပါရဲ့ဂျမတို့နိုင်ငံတွေကတက်သေးဝလန်တွေဟာချိုမာဖြင့်လဲရရဆက်ဆက်ချိုးတာပါဩဇာတိပိန်နေသည်တို့ရင်ဒီတရက်ဒီတကြားဒီတို့ချိုတယ်လို့မျိုး သူတို့အနောက်နိုင်ငံမှာဘယ်ရှိမှာတို့ဗန်ဒီစပြစ်ဒီတစ်တော့ဒီတို့အရာတာက ပေါ့ပြက်ပြက်ချိုတာပါဒီနေရာမှာကျမအမိတ်စကားလေးတရိယာပါသေးရဲ့ကျမအမေကစကားတက်ပါတယ်လူတယောက်ဘာမှပြပြစုံစုံမသိဘူးဆိုရင်ဒီလူကငှက်ပြောသီးလောက်နဲ့အချုပ်ကုန်းနေရှာတာတဲ့ခန့်နိုင်နိုင်ကလေးပြောတဲ့စကားလေးဒီလူရဲ့ဘဝမှာငှက်ပြောသီးကအချို့ဆုံးလို့ထင်းနေရှာတဲ့လူပေါ့နောက်နိုင်ငံမှာကတော့အဲ့ဒီအလတ်စားချိုနီးမျိုးနဲ့ချိုတဲ့ငှက်ပြောသီးတောင် သူများနိုင်ငံတွေက တင်ပေးมาစားရတာကလား ျမတို့စီမှာတက်သီးတွေကချိုရာကြီးလည်းမဟုတ်သေးပါဘူးချင်တာဆိုပြန်ရင်လည်းတမရတို့လျှောက်တို့လိုညံ့ညက်ဆက်ဆက်ချင်းတဲ့အသီးတွေအများကြီးပါပဲစိတ်နာကြိုက်လျင်လည်းစိတ်နဲ့အစိထွက်တဲ့အသီးတွေကစုံလို့သာနေပါရောလားအရာသာကြီး꽈တာလည်းမဟုတ်ပါဘူးအနတ်မှာလည်းနေအောင်ကြီးများများရတဲ့ဒေတာနဲ့မရတဲ့ဒေတာ꽈ခြင်းတိုင်း꽈သေးတာပဲကျမတို့တက်သီးတွေမှာကိုယ်ပိုင်အမွေအနှံ့တွေပဲရှိကြပါတယ် ငပြောသီးတောင်မှနန္တပုတို့တီမွေတို့ဟာအနံ့နေပါကောင်းတဲ့အမျိုးတွေတချို့အသီးတွေများဆိုရင်မွေးယုံမကအနံ့ကပြင်းအားကြီးလို့မကြိုက်နိုင်တဲ့အထိရှိတာတွေရှိသေးရဲ့ဒူးရင်တို့တညင်းတို့သွန်ကရက်တို့ပိန်နေတို့ဟာအနံ့ပြင်းတဲ့တသီးတွေပေါ့ပန်းပြင်လဲအတူတူပါပဲအေးတဲ့အရက်တွေကပန်းတွေကမမွေးဘူးအမွေးနဲ့ဟာတင်းယုံကလေးပါတာပါညီမတို့စီမာတာလေတင်နဲ့လေအောင်ထိုင်းနေယုံနဲ့ န်းနန်းတွေကြိုင်းနေအောင်မွေးတာမျိုးရှိတာကလားအသွေးရောင်ကြတော့ကနေရောင်ကောင်းကောင်းရတဲ့ဂျမတိုးနိုင်ငံမျိုးတွေကအသွေးရောင်စုံလင်စုပ်ပြေတာပဲမနေ့ဇန်နဝါရီ45မှာကြံ့ညက်ကိုဖျက်လာခဲ့ပြီတကောင်းကိုရောက်ဖို့မိုင်း30လောက်လိုသေးတဲ့တတနာကြီးကြော်တော့ခရမ်းဆက်တုံးကတိုးချက်တက်ကွင်းကိုလှမ်းမြင်ရတယ်ညက်နောက်ဘက်ကမှတစ်စုပေးတဲ့နေရာမှုတစ်စွဲတင်တဲ့စင်တွေတစ်တင်တဲ့ကားတွေလည်းလာကြတယ်တဲ့ အခြေဘက်ကံကတော့တက်သီးဝလန့်နေထွက်တဲ့ပဒီယူရမင်းတုံးရွာတွေပေါ့တက်သီးဟာနာမည်ခံတော့ကြံညက်က ထွက်တယ်လို့နာမည်ခံတယ်တကယ်ကတော့ဒီဟာက ထွက်တာဖြစ်ပါတယ်ဒီအချိန်မှာသမောင်ငင်းချမ်းကတော့သူတို့ចောင်းသားဘဝကဘူမိပေရကွင်းစင်ခဲ့တဲ့ရွာငရင်ပြိုနာနီးပြီမို့တဲ့တင်မောဦးကိုသွားလိုက်ပဲ့ကိုပြန်လာလိုက်ဂျမတို့ကိုသူနေတဲ့ရွာကိုပြလိုက်နဲ့ အလုတ်ရှုပ်နေလေရဲ့နေ့တနာရီကျော်တော့တကောင်းကိုလက်မြင်ရပါပြီမြမအစတကောင်းကဆိုတဲ့တကောင်းတကောင်းအပြီးရသားလို့နိုင်ငံတော်တချင်းမှာပါတဲ့တကောင်းကျမတို့ရဲ့ဘေးပိုးပြပင်တွေနေခဲ့တဲ့တကောင်းကိုမြင်နေရပါပြီလို့တော့လိုပါသေးတယ်နောက်ထပ်တနာရီလောက်တင်းမောခုတ်မှာရောက်ပါတယ်တကောင်းမျိုးအာအေယာဝရီမြင်းရဲ့အရှိတ်ကံမှာရှိပါတယ်မျိုးပတ်လေကမြေပြမြေနိုင်တွေထင်ပါရဲ့ ခုလိုရေစကားအချိန်မျိုးတောင်တကောင်မျိုးကုံကိုရေပက်လဲဝိုင်းနေပါတယ်တမောဆိုင်ကတ်တဲ့ကန်းတက်မှာတော့တကောင်မျိုးဟောင်းမှကြိုးစိုးပါကြီးဆိုတဲ့ဆိုင်မုတ်ရှိပါတယ်အသွားမှကြည့်အောင်ပဲကြည့်သွားရတယ်အပြန်မှာတော့တင်မောကတကောင်မှအိတ်မှာတဲ့မန္တလေးနဲ့မင်းညာကအိတ်ခဲ့တဲ့တပိတ်ချင်းနဲ့က89မိုင်ဝေးတယ်တပိတ်ချင်းနဲ့ဂျမတို့သွားမဲ့ဒေါ်တော်ဆိုးရိုးရွာကန်းနီက83မိုင်ဝေးတယ်အားလုံးမိုင်160ဝေးတဲ့ခရီး ကျမတို့တင်မောကလမ်းမှာတညအေးယုံနဲ့ကဏီကိုအရောက်ခုတ်မယ်တဲ့တကောင်းကလွန်တော့အရာဝရီမြစ်ပြင်ကျဲရေပြင်ကျဲကြီးဖြစ်နေတယ်။ဒါကြောင့်တင်မောအာရေနဲ့မဲ့ရေချောင်းကိုရှာပြီးခုံမောင်းနေရတယ်။မြစ်ချောင်းဟာတော်တလင်းလကုံလို့ရေစစ်သွားမှကျင်းပြီးရေချောင်းရှာရတတ်တာသွားမှာတဲ့။တကောင်းကိုနေနှစ်ချက်ကြော်မှဖြတ်ခဲ့ပြီးတော်တော်လေးတင်မောခုံပြီးတော့ထီချိုင်းမျိုးကိုဝေးဝေးကလေးကလှမ်းမြင်နေရပါပြီ။ မျိုးကတောင်ကုန်းနဲ့ဖះကလည်းရှိတာကိုအဲ့ဒီတော့ကဘာမှထင်းနေတာပေါ့တို့ပဲမဲ့မြစ်လန်းဆိုတာအမြင်နီးပေမဲ့ခကြီးကအဝေးသားဖြစ်တဲ့အပြင် ဖြည်းဖြည်းစံနာမှုတော်တော်နဲ့ထီးချိုင်းကိုမရောက်သေးပါဘူးတော်တော်နီးလာတော့ထီးချိုင်းကိုသာမကမြားတောင်ကိုပါ မြင်နေရပါပြီမြားတောင်မြို့ကမြင်းရဲ့အရှိဘက်ကမြို့ထီးချိုင်းကမြင်းရဲ့နောက်ဘက်ကံကမြို့ဒီမြို့နှစ်မြို့ဟာအေယာဝရီရဲ့ဝဲရမှာတောင်ကုန်းကိုသည် ဖျားစေတီကိုစီနဲ့ခဝေးဝေးမြက်အောင်နှမိုင်သုံးမိုင်กว่าကလမ်းမျောကြည့်လိုက်တော့တဲလှတဲ့အနေထားကိုမြားတောင်ဆိုတာကနောက်ဆုံးမြမဘရင်ရဲ့ကျင်ရတော်မီဘုရားသူ့ဘုရားလက်မင်းသမီးဘဝကအပိုင်သားရတဲ့မြို့ဒါကြောင့်သူအထွတ်ထိပ်ရောက်တဲ့အခါကျွန်းသားပပုအပြစ်ပါတဲ့ရုပ်ဆောင်ကြောင်းကြီးအတွင်အပြင်ရွှေပိန်းချမန္တလေးမှာတိဆောက်ခဲ့ပြီးမနိသို့မဟုတ် မနိယရနာယာမမြတ်တောင်ကြောင်လို့တမုတ်ခဲ့တယ်။မြမပြင်းနဲ့မိဖုရားကိုနေချက်အင်္ဂလိပ်ကဖန်ခေါ်သွားတော့ဒီမြတ်တောင်ကြောင်ရှေ့လန်းကဖန်ခေါ်သွားပြီးမျက်စိတ်ဆင်းကြတာ။ဒါကိုကြောင်းသားငယ်ဘဝနဲ့မြတ်တောင်ကြောင်မှာရောက်နေတဲ့ဆရာကြီးတခင်ကိုတော်မိုင်းဖြစ်မဲ့မောင်လွန်းကလေးကမြင်လိုက်တယ်။ဒီပါရမူမြင်ခွင့်ကြောင့်သူကျွတ်မခံမျိုးမမချဖြစ်ခဲ့ရပြီးနေချက်ဆန်းကျင်ရေးမျိုးသားလွတ်လပ်ရေးခေါင်းဆောင်ကြီးအဖြစ်နဲ့မြမပြည်သူတွေနဲ့အတူ ဆရာကြီးတိုက်ပွဲဝင်သွားခဲ့တယ်။ဆရာကြီးတခင်ကိုတော်မိုင်းကရွှေမြတောင်တာတဲ့တိုက်စီကနေလာနတ်ဆောင်ပါတော်မူတဲ့အခိုက်ကိုဖြင့်ဂရိုက်ကြရိုက်အမြန်မြန်လိုက်တော့ဆိုတဲ့မော်ကွန်ဆိုင်လေးချိုးကြီးကိုရေးသားခဲ့တော့မြတောင်ဆိုတဲ့နာမည်ဟာမြမပြည်သူတွေရဲ့အသည်းမှာအမြဲတမ်းကပီးထိုးထားတယ်လို့ရှိနေတဲ့အမည်ဖြစ်နေတာပေါ့မြတောင်ရဲ့တပတ်ကန်းကတီချိုင်းမျိုးကမြတောင်တဲ့အကွက်အကွင်း ပိုလှလို့ပဲနေပါသေးတယ်။အဲဒီမှာစရေးဆရာထိခိုက်နှက်ဆိုရှိပါတယ်။ကိုဝင်းတင်ကတော်တော့ကျွန်တော်တို့ထိခိုက်နှက်ဆိုကိုဝင်ပြီးကြောရအောင်တဲ့။ဒီနယ်တကြောမှာတဲ့တော့ဆရာတော်ဆိုရင် ကြီးညိုသူအလွန်ပေါ်ပါတယ်။ဆရာတော်ကတရားဓမ္မဩကြားပြသမှာလေတဲ့ကောင်းတာ哦။အဲ့ဒီတော့ဒီမြစ်တရိုးကအလူတွေဆိုရင်ဆရာတော်မချီးမြှင့်ရတဲ့အလူမရှိသလောက်ပဲ။ဒါကြောင့်တာတနာအလံကလေး ဥမာတလူလူစိုက်ပြီးတန်ငါတပါတပတ်တကာနှစ်ယောက်နဲ့ပဲ့ကျိတ်ကလေးတစ်စင်းငါတောင်ဘက်ကထီချမ်းဘက်ကိုကူးသွားတာမြင်လိုက်တော့ဆရာတော်များပဲ့ကျိတ်ပေါ်ပသွားသလားလို့လန့်ကြည့်လိုက်မိကြသေးတယ်ဆရာတော်ကမကင်ဟူသည်နိဗ္ဗာန်ဟူသည်ဒါနဟူသည်တိလဟူသည်ကိလေသာဟူသည်စတဲ့ဟူသည်နဲ့အမည်ဆုံးထားတဲ့သောက်တိရေးပြီး လူတွေရှင်းလင်းလွယ်ကူစွာသိနာလေဖို့ စ조사အားထုတ်ထားတာတွေကလည်းအလွန်အကျိုးများပါတယ်ခုလောလောဆယ်မှာတော့ဓမ္မပြဟာစာဆောင်မှာဆရာတော်ကိုအနေနဲ့ရရက်ကမေးကြတဲ့တရားတော်ရေးရာပုဆော်တွေကိုဆရာတော်ရဲ့ရှင်းလင်းဖြေကြားချက်များဟာအလွန်လူဖက်များတဲ့အခန်းတစ်ခန်းမှာတရားဓမ္မနဲ့ဆိုင်ရာတွေတာမကဆရာတော်ကဘယ်သေးပင်များနဲ့ပတ်သက်ပြီးမျိုးတူမီကွဲအတုံးချမြမသေးပင်များဆိုပြီးဘယ်သေးပင်နဲ့ပတ်သက်တဲ့စာအုပ်တအုပ်ရေးပါသေးတယ် ဒီဆောင်ကြီးကို ကတာတခင်ကန်ဆက်ကကျမတို့စီပို့ပြီးတော့ဆရာတော်ဘ ഹു တုတ္တကိုအံ့ဩရပါတယ်။ကိုဝင်းတင်တတိပေတော့ကျမတို့အားလုံးကဝမ်းမြောက်ဝမ်းသာအပြာမှာထီချိုင်းကိုဝင်မဲ့ဆရာတော်ကိုပူကြမယ်လို့အစီအစဉ်လုပ်ကြတယ်လေ။ကိုဝင်းတင်ကဆရာကြီးရှုထောင်ရေးတဲ့ထုတ်ပတ်တိထဲမှာဒေါ်ကြီးစိုးကညတောင်သူလို့ပါပါတယ်။ခုဘာလို့ကဏီကိုရောက်နေတာလဲ။ကျွန်တော်တို့ဘာလို့ကဏီကိုသွားတာလဲတဲ့။ဒေါ်တော်ဒေါ်စိုးကညတောင်သူပါ။ဟုတ်ပါတယ်။ ။နို့ပေမဲ့အခုတော့သူညမရှိရာကန်းဒီမှာနေပါတယ်။ကျမတို့ဒါကြောင့်ကန်းဒီကိုသွားရတာပါ။ဒေါ်တော်ဆိုးတို့မှာမောင်နှမ၄ယောက်ရှိပါတယ်။ဒေါ်တော်ဆိုးကအကြီးဆုံးဒေါ်တော်အောင်ညီမဒေါ်လုံးဒေါ်လုံးကအိမ်တောင်ရှိပေမဲ့တာသမီမမွေးဘူး။အခုမဟုတ်ဆုံးမှဒေါ်တော်တို့ထက်အငဲမောင်၂ယောက်ကိုအောင်မြကိုအောင်ရသူတို့ကတားတယောက်သမီးတယောက်မွေးခဲ့တယ်။တားကကျမရင်မူညတော်မှာနေတယ်။သမီးကတော့ဒေါ်တော်ဒေါ်ဆိုးနဲ့ တူနေပါတယ်။ကန်းဒီမှာနေတဲ့ဒေါ်လုံးရဲ့အိမ်မှာဒေါ်ဆိုးရဲ့သူရောက်မရဲ့တူမလေးမြင့်မြင့်ရဲ့မြင့်မြင့်ယောက်ျားចောင်းစရာလေးပေါင်ငိန်ဝင်းရဲ့တူနေကြတယ်။ဒါကြောင့်ကျမတို့ကကန်းဒီသွားကြရတာပါပဲ။ညတောင်နဲ့ထီးချိုင်းကိုလွန်ပြီးတရက်မော်ရှောက်ခါကြောက်မော်စားတဲ့ရွာတွေကိုလွန်လာပြီးမှကန်းဒီကိုရောက်ပါတယ်။ရောက်တော့ညနေနေဝင်တော့မယ်။တင်မော်ကြီးစိုက်နေကြစိတ်မှာ ကျမတို့တင်မော်ကကတ်တယ် ပြီးတော့ကမ်းမော့ကလူတွေမြင်တာကိုလှမ်းခေါ်ပြီးဆရာကြီးရွှေရောင်မိမဒေါ်စိုးတို့စီသွားကျင်လို့ဘဲစီမအိမ်ရှိတယ်လဲမေးတော့စိတ်ကန်းကလူရွယ်တူကဒါဖြင့်ဒီစိတ်မှမဆိုင်နဲ့တမဝါယမစိတ်မှကတ်ပါအဲ့ဒီကမှ အိမ်ထဲကနီးတယ်သူလိုက်ပြမယ်ဆိုပြီးရေထဲဆင်ပြီးကျမတို့တင်မောဘော်ကိုတက်လိုက်လာပြီးတက်ရမယ်စိတ်ကိုပြပါတယ်ကန်းနီယာမျက်နှာကန်းနာကရွာရဲ့ထုံးစံအတိုင်းမြေရိုးတလျှောက်တဲ့ထားတဲ့ရွာနှန်းရှိကြီးပါ ဒီနှစ်ရေကြီးကမှရွာကန်းကိုရေတိုက်စားလို့အိမ်တော်များများရေထဲပတ်သွားတယ်လို့လိုက်ပို့တဲ့လူငယ်ကပြောပြပါသေးတယ်။သူဂျေဇူးနဲ့ဒေါ်ကြီးဆိုးတို့အိမ်နဲ့အနီးဆုံးတမောဝါရမစိတ်ကမှကျမတို့တင်ပေါ်စိုက်ကပ်ရပါတယ်။တင်ပေါ်စိုက်ပြီးလို့ကျမတို့ကုန်းပေါ်ရောက်တော့မှောင်းနေပြီ။လမ်းနှိပ်တက်မီတွေတဝင်းဝင်းနဲ့ရွာပေါ်တက်ကြရတယ်။လမ်းပြတဲ့တငယ်သာပါမလာရင်ဘယ်တက်လို့သွားမှမှန်သိမှာမဟုတ်ဘူး။ တော်တော်တို့အိမ်ကကမ်းနားမှာတန်းဆောက်ထားတဲ့အိမ်မျိုးတွေထဲမှာပထမတလန်းကိုကြော်ပြီးဒုတိယလမ်းပေါ်ရောက်တော့မှအနောက်နားနှစ်အိမ်လောက်သွားတော့ရောက်ပါတယ်။အဲ့ဒီအိမ်ပဲလို့ပြောတော့ကျမတို့ကတော်တော်ကျမတို့လာကြပြီလို့လန့်អော်ပြီးအတန်ပေးနေမှာတယ်။ညောနေရှာသူဝမ်းသာပါသေးတော့လို့သူကတော့ဝမ်းသာသေးချင်တာကိုကသူနဲ့တွေ့ရင်မငုံမိအောင် မနှဲချုပ်တီးရအောင်မယ်။ ဥလဆုံးနာဒေါ်တော်ကိုခုတက်တိအတိမပေးပါအောင်အဲ့ဒီတော့ဒေါ်တော်ကဥလကြီးရော နေကောင်းရမဟုတ်လားလို့မေးရှာမှာအမှန်ဒါကိုလိန်ညာပြီးဟမ်မပြက်ဖြစ်ဖို့ကြိုးစားရအောင်ပါဟုတ်တပည့်ဘျူဖေဖော်ဝါရီ1986